grateful for the blessings you have ရနေတာလေးကိုကျေးဇူးတင်ပါ900တန်ကိမုတ်လီစားပြီးလူတွေအများကြီးပျော်ရွှင်နိုင်ခဲ့ကြတာကိုစဉ်းစားကြည့်စီခြင်းနဲ့ဟိုတလောတုန်းကကျမတို့ထဝဲကြောင်အမိုက်ပုံမှာအလလုံးနေကြသူတွေကိုနှင်းလင်စာထမင်းဘူးလေးတွေသွားဝေပေးပါသေးတယ်လူလေးရာစာလောင်းကားအောင်စီစဉ်ခဲ့တာပါ ုံမှန်တော့နှိမ့်လင်စာထမင်းကျွေးရင်ထမင်းဘူးလေးတွေနဲ့ငဖယ်ဟင်းချက်သားကျော်ချင်မောင်ကျော်အစရှိသဖြင့်စီစဉ်ခဲ့တာပါပဲဒီတခါတော့စိတ်ထဲကထမင်းစားပြီးအချိုတဲဖို့ရေခဲမုံနဲ့ကိတ်မုံလေးပါထည့်လိုက်ရင်ကောင်းမယ်လို့အတွေ့ပေါင်းမိပါတယ်။ရာသီဥတုကလည်းပူတော့ချိုချိုအေးအေးလေးတခုခုစားရရင်ကောင်းမှာပဲလို့တွေးမိတာလေ။ တမင်ဘူးအပြင်အချူရေခဲမုံကိမုတ်ပါစာကြာရတော့ပျော်ကြပါတယ်ခလီရောလူကြီးရောရေခဲမုံလေးတွေပျော်သွားမှဆိုလို့တချို့ကအရင်စာကြတယ်တဲ့ဒီခဲမုတ်လေးပါရရှာပါပါစားရတာကောင်းလိုက်တာဆိုပြီးပြောနေကြတယ်တဲ့။ကျမကိုတပ်ပုံတွေပို့လာပြီးတော့ဒီခဲမုတ်ခွက်ကလေးတွေကင်ပြီး ပြုံးပျော်ရီမောနေကြတဲ့ပုံတွေကြည့်ပြီးစိတ်ထဲမှာဘလို့ဖြစ်သွားတယ်မသိဘူးမျက်ရည်ကြာမိပါတယ်။ဟေကဲမုတ်လေးတစ်ခွဲရဲ့တံပိုးဟာ900ကျပ်လောက်ပဲရှိပါတယ်။ကိမုတ်လေးပါပါတော့1000လောက်ပေါ့။ထားလိုက်ပါတော့ရေကဲမုတ်လေးတစ်ခွဲဟာ900လို့ပဲ။ဒီလောက်ကလေးကိုတော့ကျွေးတဲ့သူရှိမှပဲစားရတော့တယ်။လူရင်းဘဝကိုကရုဏာဖြစ်မိရပါတယ်။ တစ်ဆက်တည်းမှာပဲမတူ क्वे ပြားခြားနာတဲ့ဘဝအခြေအနေတွေကိုစဉ်းစားမိပါတယ်လူတယောက်နဲ့စကားပြောဖူးပါတယ်သူအင်မတန်ချစ်တဲ့ချစ်သူကိုခရီးသွားဟန်လွယ်လက်ဆောင်ဝယ်ပေးတဲ့ပတ်စံအိတ်ကတင်းရဂျော်ဒန်နဲ့ဆိုတာသိရတော့ကျမတော်တော်အော်သွားပါတယ်ဒီလိုတံမိုးကြီးအိတ်တွေရှိတယ်ဆိုတာသိပေမဲ့ ိုတိုင်လည်းမကင်ဘူးတဲ့အပြင်ဒီလောက်လွယ်လွယ်ကူကူဝယ်ပေးနိုင်တဲ့လူမျိုးလည်းကျွန်မမတွေ့ဘူးသေးလို့ဖြစ်ပါလိမ့်မယ်။သူစီကဂိန်းကနန်းတွေကိုကြားရတဲ့အခါသူကသမင်းစားရည်တောက်ပြောနေပေမယ့်ကျွန်မကတော့ဒီလောက်များပြားတဲ့ဂိန်းကနန်းတွေဘဝမှာတသက်လုံးရှာရင်တော့ရပါမလား။ရလာရင်တော့ကျွန်မရည်တွေ့တတ်မှာမဟုတ်ဘူးလို့တွေးနေမိသေးတာပါ။ အဲ့ဒီကနန်းတွေကဘဝအခြေအနေမျိုးစုံကိုဖန်တီးနိုင်တဲ့ဂိမ်းကနန်းတွေဖြစ်ပါတယ်။တနာစရာကောင်းတာက သူလုံးဝမပျော်ရွှင်နိုင်တာကြပါပြီ။မရည်နိုင်တာကြပါပြီ။အကြီးအကျယ်စိတ်ညစ်နေတာပါပဲ။ကျမနာထောင်ရသမျှကိုတန်ဖိုးကိုချကိုစိတ်ကို ကိုအတော်ညင်ပန်းနှိမ့်ဆက်နေတဲ့သူပဲလို့မြင်မိပါတယ်။ကိုဖြစ်တည်မှုကိုတန်ဖိုးထားလိုက်တာနဲ့ကိုကိုကိုချစ်ခင်လေးစားလိုက်တာနဲ့ သူပြဿနာတွေငြိမ်းဤသွားမှာပါ self respect self love self esteem ပြဿနာပါပဲပျော်ရွှင်မှုဟာငွေကြေးနဲ့တိုင်းရိုက်မကြဘူးဆိုတာဒီနေရာမှာတိချတိသွားရတာပါပဲရေကဲမောက်စာရလို့ပျော်ရွှင်နေဆိုတာအင်မတန်မှယိုရှင်တဲ့အခြေခံအကျဆုံးပျော်ရွှင်မှုဖြစ်ပါတယ်လူတွေဟာရေကဲမောက်စာရရင်ပျော်ကြတာပဲလေတချို့လူတွေမှာတော့900တန်ရေကဲမောက်လေးစားပြီး ျော်ရွှင်ခွင့်ရဖို့တောင်ခက်ခဲနေရတတ်ပါတယ်။တချို့တွေကတော့ကပအကောင်ဆုံးနာမည်ကြီးဆုံးရေခဲမုတ်ကိုနိုင်ငံကူးပြီးအဝအသွားစားနိုင်ပါတယ်ဆိုတဲ့အခြေအနေမှာတော့မှပျော်ရွှင်ခြင်းကိုမရကြပါဘူး။လူတွေကမိမိမှာရှိတဲ့အရာတွေကိုတံပိုးထားတတ်တယ်၊ကြီးစူးတင်တတ်တယ်ဆိုရင်ပျော်ရွှင်ရမှာပဲဖြစ်ပါတယ်။ Grateful for the blessings you have ဆိုတဲ့နေရာမှာ သိန်းရဂျော်ဒန်ဘတ်ဆန်အိတ်ကိုလက်ဆောင်ဝယ်ပေးနိုင်တာကလည်းသူ့ရဲ့ထူချတဲ့ blessing ပဲဖြစ်ပါတယ်။ရနေတာကိုရနေမှန်းမသိဘူး။ရှိနေတာကိုတန်ဖိုးထားခြေစူးတင်ရမှန်းမသိဘူး။မရနိုင်တာတွေကိုပဲ မျောလင့်နေမိတယ်။မရှိတာတွေကိုပဲတွေးနေတယ်ဆိုရင်ဘဝကကွက်လက်တွေ အပြည့်နဲ့အလစ်ဟာနေမှာပါပဲ။ Oxford ဆရာတော်ကြီးရဲ့ ပျော်နိုင်ပါလျက်နဲ့ပျော်ဖို့မိနေကြသူများဆိုတဲ့စာအုပ်လေးကို အမှန်ရမိပါတယ်။လူတွေမှာအကြောင်းမျိုးမျိုးကြောင့်မပျော်နိုင်ကြတာတွေရှိနိုင်တာမှန်တယ်။ဒါပေမဲ့ရေခဲမုံ900တန်လောက်တော့အဝယ်စားနိုင်ကြသေးတယ်မဟုတ်လား။ဒီ900တန်ရေခဲမုံလေးစားပြီးလူတွေအများကြီးပျော်ရွှင်နိုင်ခဲ့ကြတာကိုစဉ်းစားကြည့်စီခြင်းနဲ့ကို့မှာရေခဲမုံထက်တာတာတွေအများကြီးရှိနေနိုင်ပါတယ်။ ဘဝမှာမရှိတာ မရတာတွေကိုမတွေးပဲရှိတာရတာတွေအတွက်ဂျေဇူးတင်တက်စီခြင်း ਨੇ တချို့တွေမပြောဘူးဆိုတဲ့နေရာမှာဘလို့ပြောအောင်နေပါလို့ပြောဖို့ခက်ခဲတာလေအမှန်ပါပဲ။